ီဗီဒီယိုလေးထဲမှာတော့အသက်40ကျော်အမျိုးသမီးတွေပုံမှန်မီဝဲတဲ့ဗီတာမင်တွေအကြောင်းကိုပြောပြပေးထားရယ်နော်အသက်ကြီးလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်မှာအာဟာရဓာတ်တွေကပိုပြီးတော့လိုအပ်လာပါတယ်နော်အမျိုးသမီးတွေအနေနဲ့အသက်40ကျော်လာပြီဆိုလို့ရှိရင်ယောဂဗယားတွေဝင်လာတဲ့အတွက်ကြောင့်မလို့ဒီဖြည့်စွက်အာဟာရတွေကလည်းပိုပြီးတော့လိုအပ်ပါတယ်နော်ဒီဗီဒီယိုလေးထဲမှာတော့ကျမကဒီအသက်40ကျော်အမျိုးသမီးတွေပုံမှန်မီဝဲတဲ့ဗီတာမင်တွေအကြောင်းကိုပြောပြပေးသွားပါမယ်နော် ပထမတစ်ခုကတော့အန်နိုင်အောင်ရှိတဲ့နေပါအသက်ကြီးလာပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကဒီ free radical တွေကတိုက်ခိုက်ခံရတာများတဲ့အတွက်ကြောင့်မလို့အိုမင်းရော်လာတဲ့လိုမျိုးကြောက်စရာကောင်းတဲ့ကင်ဆာလိုမျိုးရောဂါတွေကလည်းဖြစ်လာနိုင်ခြင်းများပါတယ်နော်အဲ့ဒီကြောက်စရာကောင်းတဲ့ free radical တွေကိုတံပြန်နိုင်တဲ့တက်ကတော့အန်နိုင်အောင်ရှိတဲ့နေပဲဖြစ်ပါတယ်ရှင်ဒီအန်နိုင်အောင်ရှိတဲ့နေကခန္ဓာကိုယ်ရဲ့ခုခံအားကိုကောင်းတဲ့လိုမျိုးအိုမင်းရော်မှုကိုလည်းနှိကွေးစေပါတယ်ရှင်ဗီတာမင် A ဗီတာမင် C နဲ့ဗီတာမင် E တို့လိုမျိုးလူသိများတဲ့အန်တီအောက်ဆီဒန့်တွေ ပဲဖြစ်ပါတယ်เนาะ ဗီတာမင် A ဟာခန္ဓာကိုယ်ရဲ့အပြင်ဘက်မှာဆိုလို့ရှိရင်ဗီတာကယ်လိုရင်းအနေနဲ့စားရတာဖြစ်ပြီးတော့ခန္ဓာကိုယ်ရဲ့အတွင်းဘက်ကိုရောက်မှာဗီတာမင် A ရဲ့အသွင်ဖြစ်ကိုပြောင်းသွားတာပါနော်။မုံလာဦးနေခရမ်းကျင်သီးလိုမျိုးအဝါရောင်ရှိတဲ့အသီးတွေကလည်းဗီတာကယ်လိုရင်းကျေရောပါတယ်ရှင်။ပြည့်စက်ဆေးတွေအနေနဲ့စားပေးမယ်ဆိုလို့ရှိရင်လည်းဗီတာမင် A ဓာတ်ကိုရရှိပါရယ်နော်။ဗီတာမင် C ရဲ့မူရင်းနာမည်ကတော့ ascorbic acid ပဲဖြစ်ပါတယ်။သူကခန္ဓာကိုယ်မှာထိခိုက်ဒဏ်ရာရလာတဲ့အခါမှာအနာကျက်တာမျက်စိပိုကူးနေတာဖြစ်ပြီးတော့ ဒီ twin ဦးတွေထုတ်ပေးတဲ့အခါမှာလဲသူကကူညီပေးပါတယ်เนาะ အုံနောက်ကနိုရာဖနမင်းတက်တီပိုထွန်းအောင်လှုပ်စော်တဲ့နေရာမှာဒီဗီတာမင်စီတက်တီပြည့်ဝနေမယ်ဆိုလို့ရှိရင်အုံနောက်ကလန်းဆန်းနေပြီးတော့ဒီအလုံးလို့ရတာကလည်းအာယုံဆိုင်ရတာကလည်းပိုပြီးတော့ကောင်းနေမှာပါရှင်ဗီတာမင်စီကိုတတ်မရသေးလို့မျိုးခြင်တဲ့အသီးတွေနဲ့ဟင်းသီးဟင်းရွက်တွေကနေရရှိပါရယ်နော်စီပစ်လိုမျိုးဖြစ်စားအားစီးတွေတောက်ပေးမယ်ဆိုလို့ရှိရင်လည်းဗီတာမင်စီမချို့တက်အောင်ကာကွယ်ပေးပါရှင်ဗီတာမင် A ရဲ့မူရင်းနာမည်ကတော့ Tocopherol မှာဖြစ်ပါတယ် သူကခန္ဓာကိုယ်ရဲ့ဆဲတွေကိုဒီကျမ်းမာအကူအညီပေးပြီးတော့ဒီဆဲတွေကိုအိုမင်းရော်တာကိုလည်းနှေးကွေးစေပါတယ်ရှင်။ ဒါပေမဲ့ဒီဗီတာမင် E ကိုဒီလိုရာထပ်ပို့ပြီးတော့နေ့စဉ်သုံးစွဲနိုင်မယ်ဆိုလို့ရှိရင်တော့သွေးထွက်လွန်တတ်တဲ့အန္တရာယ်ကိုတတိပြုဖို့တော့လိုမယ်နော်။မြေပဲနေကြစိလိုမျိုးအဆိတ်ဆန်နေနဲ့သူတို့တွေကနေရတဲ့အစီတွေကလည်းဗီတာမင် E ကျွဲဝပါတယ်ရှင်။အမျိုးသမီးတွေအနေနဲ့အသက်40ကျော်လာပြီဆိုလို့ရှိရင်ဒီအန္တရာအောက်ဆီဒန့်တွေဖြစ်တဲ့ဗီတာမင် E ဗီတာမင် C နဲ့ဗီတာမင် E တို့လိုမျိုးအစားအစာတွေဒါမှမဟုတ်ဖြစ်ဆက်ဆေးတွေကိုပုံမှန်မျှဝဲနေသင့်ပါတယ်နော်။ ောက်တစ်ခုကတော့ဗီတာမင် B complex ပါအသက်40ကျော်လာပြီဆိုလို့ရှိရင်ဗီတာမင် B အုပ်စုတွေကလိုအပ်တယ်ဆိုပေမဲ့အဓိကလိုအပ်တဲ့ဗီတာမင် B တွေကတော့ဗီတာမင် B6 ဗီတာမင် B12 နဲ့ folic acid လိုမျိုးလူသိများတဲ့ဗီတာမင် B9 တွေပဲဖြစ်ပါတယ်နော်ဗီတာမင် B6 ရဲ့မွေးရင်းနာမည်ကတော့ phytotoxin ပဲဖြစ်ပါတယ်။သူကအုံနောက်ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းလုပ်နိုင်အောင်ကူညီပေးပြီးတော့နှားစာတွေကိုအင်အားအဖြစ်ပြောင်းလဲတဲ့နေရာမှာလည်းကူညီပေးပါတယ်နော်။ ဒီအလုံးအကျုံစားလိုက်မယ်ဆိုလို့ရှိရင်เนาะအစိတ်အောက်ဖြစ်တာကိုတော့သတိပြုဖို့လိုမယ်เนาะစက်တာငါအာလူးစားတဲ့အစားအစာတွေကိုစားပေးမယ်ဆိုလို့ရှိရင်ဗီတာမင် B6 လုံလောက်ပါတယ်เนาะဖြစ်စားအားသေးတွေအနေနဲ့ပုံမှန်မိွဲလို့လည်းရပါတယ်ရှင်ဗီတာမင် B12 ရဲ့မွေးနာမည်ကတော့ cyanocobalamin ပါသူကခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေမှာပါဝင်နေတယ်လို့မျိုးဒီသွေးနီဟူဆဲတွေကိုထုတ်ပေးတယ်အ धिक လိုအပ်တဲ့ပစ္စည်းတွေထဲမှာလည်းပါဝင်နေပါတယ်เนาะဒီဗီတာမင် B12 ချို့တဲ့နေမယ်ဆိုလို့ရှိရင် တွေ့ရနိုင်နေတတ်ပါတယ်။ဗီတာမင် B12 မှာဆိုလို့ရှိရင်အသားငားနဲ့ဥအမျိုးမျိုးတွေပါဝင်နေတာကြောင့်တက်တက်လွတ်စားတဲ့အမျိုးသမီးတွေဆိုလို့ရှိရင်ဗီတာမင် B12 ကချို့တက်နေမှာပါနော်။ဒါကြောင့်မလို့အမျိုးသမီးတစ်ယောက်ဟာအသက်40ကျော်မယ်တက်တက်လွတ်စားနေမယ်ဆိုလို့ရှိရင်ဗီတာမင် B12 အဖြစ်စီတွေကိုပုံမှန်မိဝဲနေဖို့လိုပါတယ်နော်။ Folic acid ဟာအုန်းနှောက်ရဲ့အာယုံကြောမှကြီးကျန်းမာရေးကောင်းဖို့အတွက်အဓိကလိုအပ်တဲ့ဗီတာမင်ပဲဖြစ်ပါတယ်။သူကဆဲရီရဲ့အဓိကအခြေခံဖြစ်တဲ့ RNA နဲ့ DNA တွေက ိုပြုလုပ်ပေးတယ်လို့မျိုးဒီခန္ဓာကိုယ်မှာရှိတဲ့ဆဲတွေကိုကင်ဆာဆဲတွေဖြစ်မသွားအောင်လည်းတားဆီးပေးပါတယ်နော်ဖောလီအက်ဆစ်ကသွေးနင်းဆဲတွေထုတ်ပေးတဲ့နေရာမှာလည်းသူကလိုအပ်တဲ့ဗီတာမင်ဖြစ်တဲ့အတွက်ကြောင့်မလို့သူချို့တက်မယ်ဆိုလို့ရှိရင်တော့သွေးရနေနိုင်ပါတယ်เนาะဒါကြောင့်မလို့အသက်40ကျော်လာပြီဆိုလို့ရှိရင်ဖောလီအက်ဆစ်ကိုလည်းပုံမှန်မျှဝေဖို့လိုအပ်ပါတယ်เนาะနောက်တစ်ခုကတော့ဗီတာမင် D ပါဗီတာမင် D လို့လူသိများပေမဲ့သူ့ရဲ့လုပ်ငန်းဆောင်တာကတော့ဟော်မုန်းနဲ့ဆင်တူပါတယ်ရှင် ဗီတာမင်ဒီကကယ်ဆီယမ်နဲ့ဖော့စဖက်ဓာတ်တွေကိုအရိုးတွေစီကိုတည်ဆောင်သွားပြီးတော့အရိုးတွေကိုကြံ့ခိုင်စေပါတယ်ရှင်။တကယ်လို့ခန္ဓာကိုယ်မှာဗီတာမင်ဒီဓာတ်တွေချို့တက်နေမယ်ဆိုလို့ရှိရင်တော့ကယ်ဆီယမ်နဲ့ဖော့စဖက်ဓာတ်တွေကဒီအရိုးတွေစီကနေပြီးတော့ပြန်ထုတ်သွားတဲ့အတွက်ကြောင့်မလို့ဒီအရိုးတွေကြံ့ခိုင်တာအားနည်းလာပါတယ်နော်။ပြီးတော့အရိုးပွားတာတွေကိုလည်းဖြစ်စေပါတယ်။ အသက်40ကျော်အမျိုးသမီးတွေအနေနဲ့ဒီအရိုးပွားတဲ့ယောဂကပိုဖြစ်နိုင်ခြေများတဲ့အတွက်ကြောင့်မလို့ဗီတာမင် D ပါတဲ့အစားအစာတွေနဲ့ဖြည့်စွက်အားကြီးတွေကိုဆရာဝန်ညွှန်ကြားချက်အတိုင်းပုံမှန်မိဝဲဖို့လိုအပ်ပါတယ်နော်နောက်ဆုံးတစ်ခုအနေနဲ့ဗီတာမင် K ပါသူကအရိုးတွေကိုတာမာကြည့်ပြီးတော့ဒီအနာဖြစ်တဲ့အခါမှာသွေးမြန်မြန်တိတ်ဖို့လိုအပ်ပါတယ်เนาะ သူ့ကိုအစိမ်းရောင်ရွက်တွေနဲ့ငါးကြီးစီလိုမျိုးအစားအစာတွေကရတယ်ဆိုပေမဲ့ဒီအသက်40ကျော်အမျိုးသမီးတွေကတော့ဒီဖြည့်စွက်အားသေးတွေနဲ့တွဲပြီးတော့မှီဝဲသင့်ပါတယ်နော်။ဒီလောက်ဆိုအသက်40ကျော်အမျိုးသမီးတွေပုံမှန်ပြီးဝဲသင့်နဲ့ဗီတာမင်တွေအကြောင်းကိုသိရှိသွားပြီလို့မျှော်လင့်ပါတယ်နော်။ဗီဒီယိုလေးကိုကြည့်ရှုသူအနေနဲ့ကျန်းမာရေးဘူးတရများစွာရရှိမယ်လို့လည်းမျှော်လင့်ပါတယ်။ဒီလိုဗီဒီယိုလေးတွေကိုကျမတို့ channel လေးကနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့အမြဲတမ်းအားပေးကြပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်။